တခင်ကိုပြန်တက်ခဲကြတဲ့အိမ်မွေးတလိဆန်များပရိသတ်ဂျီရိုဘွားမှာကိုတိတ်ချရတဲ့အိမ်မွေးတလိဆန်အကောင်လေးတွေအနည်းနဲ့များတော့ရှိဘူးကြပါလိမ့်မယ်။တချို့ကတော့အကြောင်းလေးတွေကိုချစ်ကြတယ်။တချို့ကတော့ခွေးလေးတွေကိုချစ်ကြတယ်။ဒီလိုပါပဲလူတွေနဲ့တလိဆန်တွေကြားမှာချစ်ချင်းလေးတွေရှိကြပါတယ်။ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့အဲဒီလိုချစ်ချင်းတွေအစားအရင်စိတ်ဝင်လာတဲ့တလိဆန်လေးတွေကြောင့်ဒီဆုံးရရတဲ့ပိုင်ရှင်တွေအကြောင်းပဲဖြစ်ပါတယ်။ဘလို့တလိဆန်မျိုးတွေကြောင့်ပိုင်ရှင်တွေဒုက္ခရောက်ခဲ့မလဲဆိုတာကိုအတူတူကြည့်လိုက်ကြရအောင်ပါ။ ပထမဦးဆုံးတယောက်ကတော့ကိုမွေးထားတဲ့ဝက်တွေကတခင်ကိုပြန်စားပြစ်လိုက်တဲ့အကြောင်းပါဒီလိုဖြစ်ပျက်မျိုးကဇက်ကားရင်းမှာပဲကြားဦးနိုင်မိမယ်အပြင်မှာတကယ်ဖြစ်ပျက်ခဲ့ပါတယ်ဒီဖြစ်ပျက်ကတော့အမေရိကန်နိုင်ငံအော်ရီဂွန်မြို့မှာလူတယောက်စိုက်ပျိုးရေးခြံတစ်ခုကိုတီထောင်ထားပါတယ်ပြီးတော့အဲ့ဒီခြံကြီးထဲမှာကြက်ဝက်နွားအစုံလင်းရှိတာပါခြံရဲ့အလုသမားဖိုဂျီတယ်ရီဗန်စ်ဂါနာဆိုတာကတော့အမဲလိုလိုအစာကျွေးတာနဲ့ခြံကိုထိန်းသိမ်းစောင့်ရှောက်တဲ့အလုပ်ကိုလုပ်ရပါတယ်ရေမှာတော့ဝက်ခြံထဲမှာအစာကျွေးရင်ဝက်တွေကသူ့ကိုကြိုက်ပါတယ်ဆိုပြီးခြံပိုင်ရှင်ကိုပြောပါတယ် ချမ်းမရှိနေနဲ့ကတော့ရေရိုးတာမန်မဲ့ကြိုက်တာထင်းတဲ့အတွက်အထူးဆန်းတော့မဖြစ်ခဲ့ပါဘူးအခုလိုဖြစ်ပျက်ဖြစ်ပြီးတပတ်လောက်အကြာမှာတော့ချမ်းရဲ့လူသမားကြီးတယ်ရီအနေနဲ့ဝက်ချန်နဲ့မှာအပိုင်းပိုင်းတိတိနဲ့တေးဆုံးရာကိုတွေ့ခဲ့ရပါတယ်ချမ်းနဲ့ကဝက်ဒီကိုစစ်စစ်ထီရမှာလဲအလုသမားကြီးရဲ့အင်ကြီးစားရီအယိုးတွေကိုတွေ့ရတာကြောင့်ဝက်ဒီကတယ်ရီကိုစားပစ်ခဲ့တာဆိုပြီးယူဆခဲ့ကြပါတယ်ဒုတိယမြောင်နေနဲ့အိမ်မွေးတလိဆန်ကရံပြူခြင်းကိုခံခဲ့ရတာကတော့ရေမြင့်ကြီးကိုမွေးမြူခဲ့တဲ့ပိုင်ရှင်မှာသူကတော့ Marius Elsus ခေါ်တဲ့စစ်ပြန်တယောက်ပဲဖြစ်ပါရည် မာရီယက်စ်ကတောင်အမေရိကတိုက်ရဲ့မြေကျောင်းတစ်လျှောက်မှာစိုက်ပျိုးချန်တစ်ခုစိုက်ပြီးအသက်မွေးဝမ်းကြောင်းပြုပါရယ်။အဲလိုနေရင်ကနေပဲမြေကျောင်းမှာရေကြီးပြီးမျောပါလာတဲ့မလာသားရွယ်ရေမြင်းပေါက်လေးကိုမွေးစားရင်တနားလိုထိန်းချောင်းထားခဲ့တာပါ။အဲဒီရေမြင်းလေးရဲ့နာမည်ကတော့ Hambre the Hippo လို့အမည်ရပြီးစစ်ပြန်ကြီးရဲ့အချစ်တော်ရေမြင်းသားပေါက်လေးပဲဖြစ်ပါရယ်။ရေမြင်းဆိုတာကျွန်တော်တို့သိကြတဲ့အတိုင်းရေထဲကအကြီးဆုံးသတ္တဝါတွေကတကောင်ဖြစ်ပြီးနေနေငယ်အတွင်းမှာပဲပေါင်1400ဝန်းကျင်လောက်ရှိလာပါရယ်။ ဘိုင်ရှင်ဖြစ်တဲ့မာရီယက်စ်ကတော့ရေမင်းလေးကိုတန်ရောစဉ်ရှိပြီးချစ်တာကြောင့်အကောင်ဘလောက်ပဲချီလာချီလာမစွန့်ပြစ်နိုင်ပဲအမြဲလိုလိုရေအတူကူးတာဂျောဝါတက်စီရာမျိုးတွေကိုလှုပ်လို့ရှိပါတယ်။ဒလိုက်ဆန်ဆိုရာလူလိုမသိတဲ့အတွက်အချိန်တန်တော့အရင်စိတ်ဝင်လာခဲ့ပြီးတရက်တော့မာရီယက်စ်ကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ရင်းတင်းဆုံးသည့်အထိဖြစ်ခဲ့ရပါတယ်။တချို့လူတွေကတော့ထူးထူးဆန်းဆန်းအကောင်တွေကိုမွေးရတာဝါသနာပါကြတာဖြစ်ပြီးအခုပြောပြမယ့်အမျိုးသမီးကတော့ဝင်းဘလူတွေကိုအုပ်လိုက်မွေးမြူထားတာဖြစ်ပါတယ်။ဒူဘိုင်းရဲ့နာမည်ကတော့ဆန်ဒရာလို့ခေါ်တာဖြစ်ပြီးပန်ဆာဗေးနီးယားမှာနေထိုင်တာပါ။ ဆန်ဒရာကတော့ဝင်းဝလီပေါလင်းတွေကိုမွေးမြူထားတာဖြစ်ပြီးအကောင်ကြီးတွေအပါအဝင်ကိုကောင်တော့ပိုင်ဆိုင်နေလို့သိရပါတယ်။အကောင်ကြီးတွေကိုတော့အရင်အနောက်မှာခြံနေထားတာဖြစ်ပြီးတရက်တော့အစာကျွေးရင်းကနေဝင်းဝလီအုပ်ကြီးရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရသူဖြစ်ပါတယ်။သူမအနေနဲ့တရက်လောက်ပြောင်းဆုံးနေတဲ့အခါပတ်ဝန်းကျင်ကသတင်းပေးပြီးရဲတွေကလိုက်လံရှာဖွေကြည့်တော့မှအိမ်နောက်ကဝင်းဝလီခြံထဲမှာတွေ့ခဲ့တာပါ။သူမကိုရှာထွေးတဲ့အချိန်မှာဆိုရင်တော့ခြေလေလက်တွေမရှိတော့ဘဲအကုန်လုံးကကိုက်ဖြတ်စားတောက်ခံထားရတယ်လို့သိရပါတယ်။သူမကဘာကြောင့်များဝင်းဝလီတွေကိုမွေးတာလဲဆိုရင်တော့ ချင်းလုံမွေးတာအပြင်စုပ်ဖားဆွဲတဲ့အလုပ်တွေမှာတုံးမှုအတွက်မွေးထားတာပဲဖြစ်ပါတယ်။ဘိုင်ရှင်ရဲ့အတက်ကိုနှုတ်ယူခဲ့တဲ့နောက်ထပ်အကောင်လေးတစ်ကောင်ကတော့ကြွက်လေးတစ်ကောင်မှာကြွက်တစ်ကောင်ကလူကိုတတ်လိုက်တယ်ဆိုတာဖြစ်နိုင်ရင်လားလို့မထင်ပါနဲ့။ဒွါသာတတ်တော်လေးတွေကိုချစ်ကြတဲ့သူတွေအနေနဲ့တတိထားရမယ့်ကိစ္စတစ်ခုလည်းဖြစ်ပါတယ်။အသက်၁၀နှစ်လောက်သာရှိသေးတဲ့အေဒန်ပန်ကီလို့ခေါ်တဲ့ကလေးလေးကကြွက်ကလေးတွေကိုတိတ်ချစ်တတ်တဲ့သူဖြစ်ပြီးကြွက်ကကူးတဲ့ဘက်တီးရီးယားတစ်မျိုးကနေပဲသေဆုံးသွားကြရပါတယ်။ပြဒနာရဲ့အဆကတော့အေရင်ရဲ့အဖွားကမွနီလက်ဆောင်ဖြစ်ကြွက်လေးတစ်ကောင်ကိုဝယ်ပေးခဲ့တာပါ။ ကြွက်လေးရဲ့နာမည်ကတော့ LS လို့ခေါ်တာဖြစ်ပြီးအမဲရောင်လေးပဲဖြစ်ပါရင်ကံမကောင်းစွာနဲ့ပဲအဲ့ဒီကြွက်လေးစီမှာယောဂဘိုးတစ်မျိုးပါလာခဲ့ပြီးကလေးကိုကိုက်လိုက်တဲ့အချိန်မှာယောဂကူးသွားခဲ့တာဖြစ်ပါရင်အကိုက်ခံရတဲ့နာယီပိုင်းထွေးမှာပဲအပြင်းထန်ပြားနာခဲ့ပြီးဆေးရုံကိုရောက်တဲ့အချိန်မှာတော့အေဒင်ပန်ကီလို့ခေါ်တဲ့ကလေးလေးအနေနဲ့အသက်မမီတော့ပါဘူးဒါကြောင့်တွားတွားတတ်တော်လေးတွေမွေးမယ်ဆိုရင်ကြွက်ကျင်တဲ့ဆရာဝန်နဲ့တေးချတိုင်ပင်ပြီးကာကွယ်ဆေးတွေထိုးပြီးမှဝင်းမြူတင်တယ်လို့အကြံပြုပါရစေခင်ဗျာအခုတင်ဆက်ပေးခဲ့တာကတော့ဘိုင်ရှင်ကိုပြန်ပြီးအနေနဲ့ပြုခဲ့တဲ့အိမ်မွေးလေးစံလေးတွေအကြောင်းပဲဖြစ်ပါတယ် ောက်ထပ်လဲစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးဦးမှာမို့လို့ကျွန်တော်ရဲ့ top up page ကို like ရ follow လေးလည်းပြုလုပ်ခဲ့ပါအောင်ဗျအစောင်းနေကြည့်ပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျာ